မင်္ဂလာပါရှင်။ရှယ်ကုံကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့မြမငင်းချမ်းရေးအလားအလာကောင်းတယ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ဆိုတဲ့သတင်းဖြစ်ပါတယ်။နာစကနဲ့အတိုက်ခံလက်နက်ကင်တွေအကြားငင်းချမ်းရေးဆွေးနွေးမှုအလားအလာမြင့်မားနေတယ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ရှင်နာဝထရာကထုတ်ပေါ်ပြောဆိုလိုက်ကြောင်းသိရပါတယ်။ မကြာသေးမီကဘန်ကောက်မှာပြုလုပ်ခဲ့တဲ့ Binstead အစည်းအဝေးပြင်ပမှာနာဆကားဥက္ကဋ္ဌနဲ့သူနဲ့တွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက်အပြုသဘောဆောင်တုံ့ပြန်မှုတွေရှိခဲ့တယ်လို့သက်စင်ကဆိုပါတယ်နဘတ်တွေးဆောင်စင်နေဖို့အတွက်သူတို့တွေသဘောတူဖို့အလားအလာများပြီးမိမိတို့အနေနဲ့လဲဆွေးနွေးပွဲအစီအပြေချုံးဝေစေဖို့ဆန္ဒရှိရလို့ပြောပါရယ်မိမိတို့ရဲ့တိုက်တွန်းချက်ကိုနာဆကဥက္ကဋ္ဌကအပြုသဘောဆောင်တုံ့ပြန်ခဲ့ပြီးနောက်ဆက်တွဲဆွေးနွေးမှုတွေလုပ်ဖို့ရှိရလို့ဆိုပါရယ် နာစကာဥက္ကဋ္ဌဘူဂျုံမူကြီးမင်းအောင်လိုင်ဟာဧပြီ3ရက်ကနေဧပြီ4ရက်ထိထိုင်းနိုင်ငံဘန်ကောက်မှာကျင်းပတဲ့ဘင်းစတက်အစည်းအဝေးကိုတက်ရောက်ခဲ့ပြီးထိုင်းအိန္ဒိယအပါအဝင်ဒေသတွင်းခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းလည်းသိရှိရပါတယ်ရှင်။